ပင်စင်လားစာထုတ်ယူရမှာ smart cap ပါမှာပင်စင်လားစာထုတ်ပေးမယ်ဆိုတဲ့ကြေညာချက်ကြောင့်ပင်စင်အငိမ်းစားအခြေခံလူဒန်းစားတွေနဲ့တက်ကြီးပင်စင်စားတွေအနေနဲ့အခက်ကြုံနေရပါတယ်။ဝေဝေသတင်းပေးပို့ထားပါရခင်ဗျာ။မြန်မာနိုင်ငံကအငိမ်းစားဝန်ထမ်းတွေကိုထောက်ပံ့ပေးနေတဲ့ပင်စင်လားစာကိုလာရောက်ထုတ်ယူရမှာတော့ UID card, Unit Identification Number card, အများအခေါ်စမတ်ကမပါရင်ပင်စင်လာစာထုံမပြီးတော့ကြောင်းကိုသက်ဆိုင်ရာဘဏ်တွေမှာကြီးညာစာကပ်ပြီးအတည်ပြုနေတာပါ UID ကစမတ်ကလို့ရမှာလဲအခက်ခဲတွေများပြားရှိနေတဲ့အတွက်ကြောင့်အငိမ့်ဆောင်ဝန်ထမ်းတွေအနေနဲ့အခက်ခဲတွေကြုံနေကြရတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မှာစမတ်ကမပါပဲပင်စင်လာစာတော်ထုတ်တဲ့အခါနောက်တစ်ခေါက်ကစပြီးထုတ်ပြီးတော့မှမဟုတ်ကြောင်းကိုသက်ဆိုင်ရာဝန်ထမ်းကပြောပြလာတဲ့အကြောင်းပင်စင်လာစာတော်ရောက်ထုတ်ယူခဲ့တဲ့အငိမ့်ဆောင်ဝန်ထမ်းတယောက်ကပြောပြပါဗျာ ပြီးရတဲ့ဟုတ်တယ်မာတဲ့စမကတီးရမာတဲ့စမကတောင်းရတဲ့အဲ့ဒါအကထားလေဒီတယောက်ရှိလို့သူတို့မပြောနိုင်လို့တကယ်လို့ဥပမာပေါ့နော်တက်ကြီးပိုင်းနေတက်ကြီးပိုင်းဆိုတော့မတော်လာမလာနိုင်တဲ့အချိန်အရာတွေလေးမျိုးဘူးကြတော့မင်းရောင်ကိုင်းမင်းရောင်ပြင်ရပေါ့ကောင်ချက်တယ်ပြင်ရပြီးတော့မင်းရောင်ကိုင်းစစ်စစ်ပြီးမှသူတို့ကပြင်မှာတဲ့တဲ့လေးမျိုးကျတော့အတမကမပါဘူးရှင်ဒီကိရိကမှာမိုင်းလောက်ပေးရမှာဘက်ကကိုဖမ်းပြီးမှတွေ့ပြီးရနေပြီးတော့ပြောမှာ အဲ့စမကကဘာလေးကိုလက်ထပ်ပေးစမ်းတယ်။ပေးဖို့တော့သူတို့ရဲ့ညီလေးတဲ့အတိုင်းကိုလည်းစေဟိုစမကမရသေးဘူး။မပေးစမ်းရမယ်နေလို့ပေါ့။ကျင်းညာချက်ကိုတော့ဇွန်လ23ရက်နေ့မှာစတင်ကျင်းညာခဲ့တာဖြစ်ပြီးတက်ဆိုင်ရာပင်စင်ထုတ်တဲ့ဗန်တွေမှာတောင်စာကတ်အကြောင်းကြားထားတာဖြစ်လို့ခီးဝေးကနေလာရောက်သူတွေနဲ့တက်ကြီးရွယ်တွေကကျင်းညာချက်ကိုမသိပဲမပုံတင်တစ်ခုတည်းနဲ့လာရောက်ထုတ်ယူရတဲ့အခါမှာပြန်လွတ်ခံရတာမျိုးတွေလည်းရှိနေတယ်လို့သိရပါဗျ။ လက်ရှိမှာ UND gas မှတ်ကတ်လို့ရမှာလက်ပေးလက်ယူကိစ္စတွေရှိသလိုလာနေချီကစောင့်ဆိုင်ရမှုတွေနဲ့တခြားအခက်အခဲတွေအများကြီးကြုံခဲ့ရတဲ့အကြောင်းကိုစပတ်ကတ်သွားလုပ်ခဲ့တဲ့လူကြီးတယောက်ကပြောပြပါဗျ။တစ်ခေါက်သွားလဲအဆင်မပြေဘူးနှစ်ခေါက်သွားလဲအဆင်မပြေဘူး။ဆက်ဆံကွန်ပျူတာတွေကိုဒူဒူထည့်တဲ့အချိန်မှာအမေနာမည်လွှဲတယ်တလုံးပေါ့တလုံးလွှဲတယ်ဆိုပြီးတော့နေပြီးတော့တရားမယ်နောက်တစ်ပတ်မှပြန်လာပေါ့နောက်တစ်ပတ်သွားပြန်တော့လဲမတရားသေးဘူးဟို ပြန်မလုပ်ပေးသေးဘူးအဲ့လိုမျိုးခပြလာပြန်အောင်သုံးဘက်လောက်ဇက်တိုက်သွားတော့တင်ပေးမယ်ဆိုပြီးတော့နည်းနည်းပါးပါးပေးလိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးအသေးစားလေးလုပ်ပေးပါဆိုတော့တနာခံပြီးတော့မနေဘူးပြောရတယ်ငါးကောက်လောက်သွားရတယ်ငါးကောက်လောက်ငါးကောက်လောက်ကိုသွားတယ်မိုးရီယာရွာမိုးရီယာမှာသွားလိုက်တာမှဆိုင်ကယ်ကယ်ရီကလည်းကုန်တာလည်းပြောမနေနဲ့စမကမရှိလို့ပင်စင်လာစာထုတ်မရတဲ့ခက်ခဲကိုရန်ကုန်ပြည်နေရာတိုင်းမှာကြုံနေရတာလည်းဖြစ်ပါတယ်။ ERI တိုင်းကျုံပြုံမြို့မှာရှိတဲ့မြမစီပွားရေးဘဏ်ကပင်စင်လာစာတွေကို စမကတ်မပါလို့မထုတ်ပေးခဲ့တဲ့အတွက်အခက်အခဲတွေကြုံနေရကြောင်းလည်းသိရပါဗျ။ကျွန်တော်ဝေပါ။